မက်ဆီတို့နေမှာတော့သွားကစားဖို့အတော်လေးကြောင်ရွံ့ကြတဲ့ဘောလုံးကွင်းပရိသတ်တွေအောင်မဲ့မြောင်ပြန် Red Table ထိုင်ကနေပြန်လဲကြော်လဲပါရင်ဘောလုံးမှာအင်ဝင်အားသာချက်ဆိုတာရှိပါရင်ပရိသတ်တွေရဲ့စုညံမုံကွင်းချင်းတွေရာသီဥတုစားတွေကဧည့်သည်အသင်းတွေကိုဒုက္ခပေးနိုင်ပါရင်ဒါပေမဲ့ကမ္ဘာပေါ်မှာဧည့်သည်အသင်းအသင်းအတွက်အကြောက်အဆုံကန်ရောက်ခဲ့ဆုံးအင်ဝင်ဆိုရင်ဘိုလီးဗီးယားနိုင်ငံ Last Band မျိုးက Estadio Hernando Silence အားကစားကွင်းဖြစ်ပါရင်ဒီကွင်းဟာဘောလုံးကွင်းတစ်ခုရဲ့ပုံစံနဲ့လူကိုစမ်းသပ်နေတဲ့အမြင်ပိုင်းစကန်တစ်ခုနဲ့ပုံတူနေပါရင် ဒီကွင်းဟာဘောလုံးကွင်းတစ်ခုရဲ့ပုံစံထက်လူကိုစမ်းသပ်နေတဲ့အမြင်ပိုင်းစကန်တစ်ခုနဲ့ပိုတူပါရင်လာပစ်မြို့ဟာကမ္ဘာအမြင်ဆုံးမြို့တော်တစ်ခုဖြစ်ပါရင်ဘာကြောင့်ဒီကွင်းကထူးခြားတာလဲအဓိကအကြောင်းရင်းကတော့အမြင်ပါပဲဒီကွင်းဟာပင်လယ်ရေမျက်နှာပြင်အထက်3630မီတာ11932ပင်မှာတည်ရှိပါရင်ဒီအမြင်ဟာပုံမှန်လေတုထက်အောက်ဆီဂျင်တိတိတာနေပါတဲ့နေရာပါမြန်မာနိုင်ငံရဲ့အမြင်ဆုံးနေရာတွေဖြစ်တဲ့ခါကာဘူရာစီတောင်ထိပ်ထက်နှစ်ဆနီးပါးလောက်ပိုမြင့်တယ်လို့ပြောလို့ရပါတယ်ဒီအမြင်မှာဘောလုံးကစားတာဘာကြောင့်ခတ်တာလဲ လုံခန္ဓာကွာပေါမန်အောက်ဆီဂျင်ပမာဏမှာအလုံးလို့ဖို့သွားကြပါရင်ဒီလိုအမြင်ကြီးမှရုံတရက်ရောက်သွားရင်ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေများကြီးဖြစ်ပေါ်ပါရင်နံပါတ်1အသက်ရှင်မွားခြင်းလေထဲမှာအောက်ဆီဂျင်ပါဝင်မှုနည်းတာကြောင့်ကစားမရရမိနစ်60လောက်လောက်အသက်ပြင်းပြင်းရှူပြီးပြင်းနေရတယ်လို့ခန်းစားရပါရင်ချောင်းဆိုးကျင်တယ်လို့ခန်းစားရတယ်ပါရင်နံပါတ်2မောပန်းမြန်ခြင်းတမန်ခွင်းမှာပြင်းရင်မိနစ်30ကြာမှမောရဲဆိုပေမဲ့ဒီခွင်းမှာပြေးလိုက်တာနဲ့9မိနစ်အတွင်းခြေကုန်လက်ပန်းချပါနိုင်ပါရင်ကြွက်သားတွေထဲကိုရောက်တဲ့အောက်ဆီဂျင်နဲ့သွားလို့ပါနံပါတ်3ခေါင်းကိုင်းမူဝေခြင်း အောင်နောက်ကိုအောက်ဆီဂျင်လုံလောက်မရတဲ့အခါခေါင်းကိုက်တာခေါင်းထဲဝိုင်းပြီးမူနောက်နောက်ဖြစ်တာတွေကိုခံစားရပါတယ်။ဘောလုံးကိုအာယုံဆိုင်ဖို့တောင်ခက်ခဲသွားနိုင်ပါတယ်။နံပါတ်၄ပြုတ်အန်ချင်းစိတ်ဖြစ်ခြင်းတချို့ကစားမတွေကိုကွင်းမိပါရင်အန်ချတာမြင်ရဘူးပါတယ်။ခန္ဓာကိုယ်ကဒီအခြေအနေကိုလာရောက်ညှိထုံဖြစ်နိုင်လို့ပါ။ကမ္ဘာကောင်းဆုံးကစားမတွေဖြစ်တဲ့လိုနေမဲ့စီနေမှာအင်ဂျယ်ဒီမာရီရောတော့ဒီကွင်းမှာကစားရတဲ့အခါမျက်နှာဖြိုးပဲဖြိုးရည်နဲ့အောက်ဆီဂျင်ဘူးတွေကိုင်ပြီးဆုပ်ယူနေတဲ့ပုံရိပ်တွေကိုတွေ့ဘူးကြပါပါ။သူတို့လိုစူပါဟီးရိုးတွေတော့ဒီကွင်းမှာကစားရတဲ့ဒုက္ခကိုမခံနိုင်ကြပါဘူး။ဒီလိုဆိုရင်ဘိုလီးဗီးယားအသင်းအတွက်ကရော ဒီလိုအခက်ခဲရအဲ့တဲ့အတင်းတွေပဲဖြစ်ပြီးအင်ရှင်ဘိုလီဗီးယားကစားမတွေအတွက်ကတော့အားသာချက်ကြီးတစ်ခုပါသူတို့တွေကဒီမြင့်မှာမွေးပြီးဒီမြင့်မှာချီးပြင်းလာတဲ့သူတွေမို့လို့ခန္ဓာကိုယ်ကအောက်ဆီဂျင်နဲ့နဲ့ထိထိရရအသုံးချနေတတ်ပါပြီသူတို့ရဲ့အဆုံးနဲ့သွေးဆဲနေရဒီပါဝင်ကျင်တဲ့သားအစားအသောက်ဖြစ်နေပါပြီဒီအားသာချက်ကိုသူတို့အကောင်းဆုံးအသုံးချခဲ့တဲ့ပွဲကတော့2009ခုနှစ်အာဂျင်နီးယားအတင်းနဲ့ကစားခဲ့တဲ့ပွဲမှာပါ ဒီဘက်မှာဘိုလီးဗီးယားအသင်းကကမ္ဘာကျော်အာဂျင်နီးယားအသင်းကို6-0တိုးဆိုတဲ့ရလဒ်ကြီးနဲ့နိုင်ရရှိခဲ့ပါတယ်။ဒါအာဂျင်နီးယားအတွက်နှစ်60အတွင်းအရှက်ကွဲဆုံးရှုံးပွဲတစ်ပွဲဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။မက်ဆီတို့လိုကစားမတွေတော့မှဒီကွင်းရဲ့အတန်ကိုမခံနိုင်ခဲ့ကြပါဘူး။ဒီလိုမျိုးအလုံးမင်းအားသာချက်ပေးတဲ့ကွင်းဖြစ်နေတာကြောင့်2008ခုနှစ်မှာ FIFA ကအမြင့်ပေ2500မီတာ 1232ပဲထဲမြင်းနဲ့ကွင်းနေမှာပြည်ပဆိုင်ရာပွဲစဉ်တွေကိုကျင်းပဝင်ပြင်ပလိုက်ပါတယ်။ဒါဘိုလီးဗီးယားရဲ့ကြီးမားတဲ့ထွန်းလဲချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဘိုလီးဗီးယားအစိုးရနဲ့ဘောလုံးဖွဲ့ချုပ်ကတရားဝင်တိုင်ကြားပြီးတောင်းပန်ခဲ့ကြပါတယ်။ဒီကွင်းကဘိုလီးဗီးယားရဲ့ယဉ်ကျေးမှုပြည်ဝင်အနေထားနဲ့ဘောလုံးရဲ့အစိပ်ပိုင်းဖြစ်တဲ့ဆိုတဲ့အချက်ကိုအသိမှတ်ပြုပြီး FIFA စီကနေခွင့်ပြုချက်ပြန်လည်ရရှိခဲ့ပါတယ်။အကြောအပြင်ပြောရမယ်ဆိုရင်ပရိသတ်4000ဆန်းနဲ့ဒီ Astadio Hernando Silas ကွင်းဟာကဘာကတစ်ခုတည်းသောကစားသမားတွေရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုကိုတိုင်းရိုက်တန်ရက်ခိုက်နိုင်တဲ့ကွင်းပါ။ဒီကွင်းမှာနိုင်ရဖို့ဆိုတာကကျွမ်းကျင်မှုတဲ့အသက်ရှင်နိုင်စွမ်းပေါ်မှာပို့ပြီးတော့မူတည်နေရတယ်လို့ ပါပဲ။ဒါကြောင့်လည်းဘောလုံးသမားတိုင်းရဲ့အစိတ်ထဲမှာဒီကွင်းကိုကြောက်ရွံ့ကြတာပါ။ဒီကွင်းဟာဘောလုံးရဲ့တရားမျှတမှုကိုစိန်ခေါ်နေတယ်လို့ရှိပေမဲ့ဒီချိန်ထဲမှာပဲကမ္ဘာပထဝီဝင်နဲ့အာကစားရဲ့ထူးခြားဆန်းကျင်မှုကိုလည်းပြသနေတဲ့နေရာတစ်ခုဖြစ်သမိုင်းမှတ်တမ်းဝင်နေပါတယ်။အဆုံးနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။